သောမနတာဖြစ်ပါတယ်။ဒကာကြီးတို့ကမဆောင်ရွက်တော့မှတိုက်တွန်းရမယ်ကိစ္စဖြစ်တော့ဒကာကြီးတို့ကိုယ်တိုင်ဆောင်ရွက်လာတဲ့အခါဘုရားတို့ကလွန်သွားဆောင်ရွက်ဝမ်းသာဖြစ်ပါတယ်။ဒါတော်ကြီးဟာမြန်မာနိုင်ငံသာဝနာ့ရမကသေဒဝါဒကမ္ဘာနိုင်ငံသာဝနာ့ဒီမှာကြည့်အောင်ပဲ လုံးထူးခြားပြောင်မြောက်တဲ့ဆရာတော်ကြီးဖြစ်နေတော့ဆရာတော်ဘုရားကြီးအတွေ့နောင်လာနောက်သားတွေအတူယူနိုင်အောင်ဆရာတော်ဘုရားကြီးရဲ့ဖြစ်စဉ်တွေဆောင်ရွက်ချက်တွေမှတ်တမ်းတင်တာအလွန်ကောင်းပါဘုရားနဲ့တွေ့ဆုံလို့မှတ်မိသမျှနည်းနည်းပြောကြခြင်းပါလေဆရာတော်ဘုရားကြီးမကွေးမြို့သူပထမဆုံးတရားဟောကြွလာတဲ့အခါ ဆရာတော်ကြီးတဲခုတဲ့မဲကြီးတိုက် မင်းကြောင့်သွားပြီဘုန်းကြီးကသူ့တွေ့ပါတယ်အဲဒီကမင်းကြောင့်ဘုန်းကြီးသူ့တွေ့မယ်လားဒါမဟာဝိသုဒ္ဓဘာမတိုက်ကဆရာဘုန်းကြီးဥပမာရပါဘုရားမိစ္ဆေစကားလျှောက်ထားတယ်ဒီတော့ဆရာတော်ဘုရားကြီးကဩသူမျိုးတွေကြွလာတကူကြွပါကြွပါ ရှင်မရလို့နဲ့တပြည့်တော်သူကဆွေမျိုးစီဖြစ်ဆွေမျိုးစီလို့ဆရာတော်ကြီးကမိန့်တော်မူပါတယ်။မမမိန့်တော်မူပါအောင်ဖရာလို့ဘုန်းကြီးကထားလျှောက်တဲ့အခါတပြည့်တော်တို့ရဲ့ဆရာအရှင်မြညာစက်ကာကရွှေရည်ဆောင်ဆရာတော်ဖရာကြီးထံမှာမူလတီကဆိုရတယ်။အရှင်မြညာစက်ကမင်းကောဓမ္မနာသာတိုက်ကြွားတော့အရှင်ဖရာတို့ရဲ့ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ဆရာတော် အရှင်ပညာကမူလဒီဃာကိုဆက်ပြီးဆိုရတယ်။ဒါကြောင့်ကြည်တော်တို့ဆရာနဲ့အရှင်ဘုရားတို့ဆရာကညီကိုအရင်ဖေရ။ကြည်တော်တို့နဲ့အရှင်ဘုရားတို့ကြတော့ညီကိုတွင်းခွဲသည်။ဒါကြောင့်ဆွေမျိုးစီဖြစ်ဆရာတော်ကြီးကမိန့်တော်မူပါတယ်။အဲလိုမိန့်တော်မူလိုက်တဲ့အခါဘုန်းကြီးရဲ့စိတ်မှာဆရာတော်ကြီးအပေါ်ချစ်ခင်ကြီးညိုးပြီးတော့အလွန်ရင်းနှီးပြီးစိတ်ချမ်းသာသွားရ အဲ့ဒီစိတ်ချမ်းသာအောင်လုံမိတ်တော်မူပြတ်ပါဆရာတော်ဘုရားကြီးဟာဘုန်းကြီးတို့မကွေးမာဘုဒ္ဓဓမ္မတိတ်မကြမကြကြွရောက်လာတတ်ပါတခါကြွရောက်လာတဲ့အခါတုန်းကတော့လမ်းမှာမော်တော်ရဆက်ချူရင်းလို့ညှော်လင့်ထားတဲ့အချိန်မရောက်ဖဲနဲ့ဆက်တနာကြီးထိုးပြီးမှရောက်လာပါအဲ့ဒီကတခါကြီးကဆုံးကပ်ဖို့လို့ဒီမှန်ကြတယ် ဘုန်းကြီးရကားတို့ခိတ္တဆိုင်ပါဦးဆရာတော်ဘုရားကြီးခိတ္တခဏနာအနာယူပါစေဦးလို့တားလိုက်ဆရာတော်ဘုရားကြီးကဘုန်းကြီးမတားနဲ့မတားနဲ့သူတို့စီမံနဲ့တိုင်ကပ်ပါစေဘုန်းကြီးကလမ်းတစ်လျှောက်လုံးဘုန်းတကားပေါ်မှာနားလာခဲ့ပြီးပြီလို့ဆရာတော်ဘုရားကြီးကတကားဒီစိတ်ချမ်းသာမိတ်ကြားတော်မူပါတယ်အင်းပြန်간ကြီးတော့တကားဒီကဥချတဲ့အခါ တပည့်တော်တို့လည်းဗျာတပည့်ရင်တကာရင်လို့မှတ်တော်မူပါလို့ဆရာတော်ကြီးပြောကြတယ်ဆရာတော်ကြီးကအိုးတပည့်ရင်တကာရင်ဒီပဲတပည့်ရင်တကာရင်လို့အချူးမှတ်နေရအောင်မလားလို့မိန့်တော်မူလိုက်ပြီးတော့တကားကြီးကအလွန်ကိုကျေနပ်ပြီးတော့စိတ်ချမ်းသာသွားကြအဲ့လိုပဲဆရာတော်ဗျာကြီးကတစ်ဖက်သားစိတ်ချမ်းသာအောင်အလွန်မိန့်တော်မူတတ်ပါတယ်အလွန်အတူယူစရာကောင်းပါ ဆရာတော်ဘုရားကြီးရဲ့သူ့ယူစရာမိတ်ဆွေချက်ဒီဆောင်ရွက်ချက်ဒီကျင့်သုံးချက်ဒီကတော့အများကြီးပါလိမ့်အဲဒီကဘုန်းကြီးတခုပြောကျင်တာရှိပါတယ်ဆရာတော်ဘုရားကြီးဟာသံသူပမာဘိခဝေကုလာနိဥပတေကမထအပကတိဝကာယအပကတစိတ်တံနိစ္စနဝကာကုလေသူအပကဘာယဟန်တို့ လာနဲ့ดูစွာကိုယ်စိတ်ကိုထိမ့်ချုပ်ပြီးအမြဲတည်လွင်စေကဒါရကရမတို့အပေါ်၌မကြမ်းကြုတ်မခက်ခံပဲဒါရကရမတို့တန်ချင်းကြကြဆိုတဲ့မြတ်စွာဘုရားရဲ့ဒီသနာတော်အတိုင်းပြင့်သွန်းတော်မူလေရှိပါတယ်လာဆိုတာအပြည့်တည်တဲ့အတိုင်းပဲကောင်းရင်ကသူလန့်သူသွား အဲလိုသွားနေတဲ့အခါဘယ်ပုဂ္ဂိုလ်မှမိတ်ဖွဲ့ခြင်းချစ်ခင်တွေ့တာခြင်းစသည်မပြုပါဘူး။ဒါပေမဲ့လကိုမချစ်ခင်မမြတ်နိုးသူလို့လည်းမရှိပါဘူး။ဒီကဒါကမင်းကိုဆရာတော်ဘုရားကြီးလည်းလနဲ့တူစွာပဲတရားဓမ္မတွေကိုဘယ်တရားဓမ္မကိုမှချစ်ခင် တွေ့ကြခြင်းမိဖွဲ့ခြင်းစသည်ပြုတော်မမူပဲဒကာတော်မအများရဲ့ချစ်ခင်ကြည်ညိုယူတည်လေးစားမှုခံယူရရှိပြီးဒကာတော်မတွေပြင်းတဲ့အခါကြွားရောက်ချီးမြှောက်တော်မူရရှိပါတယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကလမ်းတဲ့သူစွာကျင့်တော်မူတဲ့စာလူမာပုဂ္ဂိုလ်ကြီးလို့ဆိုတဲ့ဆိုလိုက်ပါတယ်အတုလည်းယူလိုက်ပါတယ် ရှင်နောက်တစ်ခုတူอยู่ကိုပြောကျင်တာကတော့ယာဟိကိရိတာတန်ဟိဝတိယာနာကိရိယာနတံဝတိအကုန်တံဘာသမာနံပိဇာနန္တိပန္နိတာယာဟိကျင်မှုလုပ်ငန်းကိုကကိရိတာပြုနိုင်၏တံထုံမိမိပြုနိုင်သောမှုလုပ်ငန်းကိုဝတိပြုမည်ဟုပြောဆိုရ၏ ရာကျင်မှုလုံငါကုဏကကြည်တာမပြုနိုင်တန်ထုမပြုလို့နိုင်သော လုံငါကိစ္စကိုနဝရေပြုနိုင်မည်ဟုမပြောမဆိုရအကရုံတံမပြုလို့နိုင်သောမှုလုံငါကိုမပြုလို့နိုင်ပဲဘာသမာနပြုလို့မည်ဟုပြောဆိုသောပုဂ္ဂိုလ်ကို ပါဏိတပညာရှိတို့သည်ပြိဇာနန္တိဤပုဂ္ဂိုလ်ကဤမြသာဟုပိုင်းခြား၍သိကြကုန်ဤဝါအချင်းကြီးကြကုန်ဆိုရက်ခြေရကတာဈေဒနာတော်လာတိုင်းကျင့်သုံးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါလေ။ဆရာတော်ဘုရားကြီးကမိမိပြုနိုင်တဲ့လုပ်ငန်းကိုသာပြုမယ်လို့ဝန်ခံတော်မူလက်ရှိပါလေ။မိမိမပြုနိုင်တဲ့လုပ်ငန်းကိုပြုမယ်လို့ဘယ်တော့မှဝန်ခံတော်မမူပါဘူး။ ဤဝိရင်္ဂတရရွေးချယ်ရေးစာမွေးဝဲကြီးရင်းပါပြီးပထမဆုံးအကျင့်ပြင်းရင်းပါပြီးစာဤဝိရင်္ဂတရအလောင်းလျာရှင်ဝိသိဒ္ဓသာရာပြီတဲခုသရင်သုံးတဲ့ကြောင်းဆရာကြီးဒေါ်ဓမ္မစာရီတထေးကြီးစာဥသွင်းဒေါ်တော်သိန်း၃ယောက်တို့ရောက်လာပြီးတော့စကားစမြည်လို့ပြောကြတဲ့အခါဒီနေ့တိရိကသရွေးချယ်ရေးစာမွေးဝဲမှာတော့ တဘာမှမအောင်ပဲ၃ညဖြစ်သွားတယ်ဗျာလို့ပြောကြပြီးတော့ဆရာတော်ကြီးကသာသနာမေတော်ကြီးနဲ့လောကုတ္တရာခမည်းတော်မေတော်တို့ရဲ့ဥစဉ်ပေါ်မှာစောင့်ရှောက်ခဲ့တဲ့ယေရှုတွေကိုအ ਨੇ စုဝိနည်းတရဖြစ်ဖြစ်ပြစ်ပါမယ်။ရမာယေပြည်စုံလို့အเจ้าညီညွတ်ရင်တိပိဒကတရဖြစ်ဖြစ်ပြစ်ပါမယ်လို့ ရဲရဲတော့ဝန်ခံတော်မူခဲ့ပါလေအဲလိုဝန်ခံခဲ့တဲ့အတိုင်းပဲဆရာတော်ဘုရားကြီးကအလွန်ထူးချွန်ပြောင်မြောက်တဲ့ဒီပိကသပုဂ္ဂိုလ်အဖြစ်ရောက်ပြီးတိုင်းအောင်စွမ်းစွမ်းတမန်ယူဆအထုတော်မူခဲ့ပါလေဒါကြောင့်ဆရာတော်ဘုရားကြီးကမိမိကျင့်သုံးတဲ့အတိုင်းပဲ မလုံမပြောလုံမပြောသဘောဆင်လာစေအပြောသာချက်အလုံးမဲ့ကဲ့ရဲ့မလွတ်ချေလို့အခြားပုဂ္ဂိုလ်များကိုလည်းဆုံးမဩဝါဒပေးတော်မူပါတယ်အလွန်ကျင့်သုံးလိုက်နာတိုက်တဲ့ဆုံးမဩဝါဒဖြစ်ခြင်းကြောင့်သူတော်စင်အလုံးတို့ကျင့်သုံးလိုက်နာနိုင်ကြပါစေလို့အာသီပပတနာပြုလိုက်ပါစေဒါရိုက်ကတည်းကမှအပေါင်းသူတော်ကောင်းတို့ a a